ဟုတ်ကဲ့အားလုံးပဲမြင်လာပါအားတော့ဘကောကနေရန်ကုန်သွားတဲ့ကားပေါ်ပါဘောနော်ခေါင်းကြီးတစ်ပါးနေပြီးတော့မူယူပြီးတော့ဆဲဆိုခဲ့တဲ့ဗီဒီယိုဖိုင်လေးပါဒါဆိုရင်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကြည့်လိုက်ပါခင်ဗျာ 你爹。 ီဒီလေးရတာတွေ့တဲ့အသားပေါ့နော်ဒီဥစဉ်ရဲ့ပုံစံကမူးနေတဲ့ပုံစံမှာနောက်ပြီးတော့ဒီကားပေါ်မှာပေါ့နော်လူတွေအများကြီးရတာအဲ့တော့မကြဝဲမလာတာတွေဆဲနေတာကားပေါ်မှာဆိုတော့အတန်တော့တိတ်မရှင်းပါဘူးဒါပေမဲ့သူဆဲဆို့ပြောဆိုနေတဲ့အတန်နေတော့ကြာတင်တလာတော့ကြားပါလေတကယ်ဆိုရင်တော့ဒီသင်္ကန်းကြီးမှဗျာအာမနာဒီလိုမျိုးကလုံးဝမလုံးသင့်ပါဘူး နော်အရက်လည်းတောက်တယ်ကားပေါ်မှာညင်းညံ့ညံ့နေလဲဆဲဆိုနေတယ်ဒါကသင်္ကန်းဝတ်ထားတဲ့ဖျားသားတော်လေးကဘလို့မှမအဆက်တဲ့လောက်ရပါပြောချင်တာဗျာဟိုအရက်တိုက်လာပေါက်လိုက်ဒါမဲ့လူဘွားနဲ့လောက်လေဆဲဆိုတာဆဲလူဘွားနဲ့လောက်လေဟုတ်တယ်မလားဒီလိုမျိုးမကောင်းတဲ့ဖုန်ကြီးတွေတောင်အခြားတန်ကာတော်တွေလည်းအကြည့်ညိုပြတ်တာပေါ့ဗျာဟုတ်တယ်မလားဒီလိုမျိုးမူးယူတဲ့တန်ကာတော်တွေနောက်ပြီးတော့ တင်ကန်းကိုအောင်ဆောင်ဖြစ်ပြီးတော့ဒီလိုမျိုးခြုံထားတဲ့တန်ကားတော့ပဲအများကြီးရှိပါတယ်ဒီလိုမျိုးမကောင်းတဲ့လူတွေကြပါတော့အခြားတန်ကားတော်တွေလည်းအထင်မြင်တိတ်ခံရနိုင်ပါတယ်အခြားဘာသာမြင်လဲကျွန်တော်တို့ဗုဒ္ဓဘာသာဘလောက်တော့မှပြည့်တင်ချုပ်ချလိုက်မယ်နော်ဒါကြောင့်ဒီလိုမျိုးလူတွေကိုတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့ဖန်ကြီးရဲ့ရေးယူပေးပါလို့ပြောခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ